ွှေဖုံးဝင်တောင်ပေါ်အထိကတော့တက်ချင်တယ်တက်လို့ okay လဲဆိုရင်စိုက်တူဆိုရင်ချက်ချင်းဝယ်မယ်ဆိုတော့မနေ့က तू test ride သွားလုပ်တယ် test ride သွားလုပ်ပြီးတော့ပြန်ဆင်းလာပြန်တယ်ချက်ချင်းငွေချေသွားတယ်ပေါ့နော်ရှေ့မှာလည်းရိုက်ထားတယ်နောက်မှာလည်းရိုက်ထားတယ်ကျွန်တော်တို့ကြာကျွန်တော်တို့တက်မှာ land over မှာစိုင်းနေပါလေချပြီးတော့ဒီတောင်ပေါ်တက်သွားတယ်လို့ကျွန်တော်ထင်ပါစို့လို့ပတ် new mall ရဲ့ logo ကလေသူကကျွဲကောင်း logo လဲပေါ့နော်ကျွဲလို့နွားလို့ရုံးနိုင်ငယ်ဆိုတော့ feeling မျိုးကိုပေးတာဖြစ်တဲ့အတွက်ကျွဲကောင်းပုံစံလေးသူကလုပ်ထားတာ အားလုံးပဲမိင်္ဂလာပါကျွန်တော်အခုဒီနေ့ရောက်နေတဲ့နေရာကတော့တောင်ကြီးဟိုတယ်မှာကျင်းပနေတဲ့ EVN Solar Exhibition ပွဲကိုရောက်နေရဖြစ်ပါတယ်ဒီပွဲမှာလူတော်တော်များများစိတ်ဝင်စားတဲ့ကားတစ်စီးတော့ဒီ Neo Mod D05 ပါပဲဒီ Neo Mod ကပြာပွဲပထမနေ့မှာနေမှာ customer တယောက်ကလာပြီးတော့စရံချမယ်တဲ့ဒါပေမဲ့ငါတို့ဒီမှာမင်းတို့သတ်မှတ်ထားတဲ့ test ride route ကိုတော့ကျွန်တော်တို့မမောင်းနိုင်ဘူးတော့ဘယ်လိုသွားကျင်လဲဆိုတော့ရွှေဖုံဝင်တောင်ပေါ်အထိကတော့တက်ကျင်တယ်တက်လို့ OK လဲဆိုရင်ကြိုက်လို့ဆိုရင်ချက်ချင်းဝယ်မယ်ဆိုတော့မနေ့က तू test ride သွားလုပ်တယ် test ride သွားလုပ်ပြီးတော့ပြန်ဆင်းလာပြန်တယ်ချက်ချင်းဝင်ချေသွားတယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးကိုကျွန်တော်တွေးလိုက်အချိန်မှာကျွန်တော်စဉ်းစားမိတာတခုရှိတယ် ။သူကတော့မနေ့တော့ဒါကိုခါလီပေါ့ဗျာ။နောက်မှဘာမှမပေါ့။ဒိုင်းတက်သွားတာ။ကျွန်တော်ကတော့ဒီတိုင်းမတက်ဘူး။နောက်မှဆန်ဆယ်အေးလောက်တင်ပြီးတော့မှတက်ကြည့်မယ်လို့ကျွန်တော်စဉ်းစားတာ။โอเค။တို့က ကျွန်တော်တို့ဟိုတယ်ထဲကနေစားထွက်မဲ့အချိန်မှာ battery SOC က80ရာခိုင်နှုန်းရှိတယ်ဒီကားက test ride ကားဖြစ်တာဖြစ်တဲ့အတွက်3မီသားကီလိုကလည်း1500လောက်ရှိနေပြီအဲ့ဒါလေးကတော်တော်လေးမစိုးဘူးကားအသစ်ဆိုရင်ကားအသစ်မို့လို့တက်လို့ရတာလားလို့ဘာလို့ညာတော့ကျွန်တော်တို့ကဖြစ်နေအောင်ပဲပြီးတော့ဟိုသွားလို့ရသေးတဲ့ range ကလည်း130 km ကျန်ပါသေး Okay စံသွားတင်ကြမယ် ကျွန်တော်တို့အခုစံသွားတင်တာဘယ်မှာသွားတင်ရတာလဲဆိုတော့ဖျားပြူနားလေးကစံကူတော်တို့ခုမှကျွန်တော်တို့သွားတင်တာပေါ့နော်သွားတင်တာမှာမပြုံးစံတိုင်းလေးကျွန်တော်တို့ရေဘေးတုံးက redraw နဲ့လာတော့ကလေသူတို့ကျွန်တော်တို့အများကြီးကူညီတာကျွန်တော်တို့စံအိတ်တရားဝယ်တာသူကတော့အိတ်တရားထပ်လူတယ်ဩအဲ့အနီးစပြီးကျွန်တော်တို့လည်းခင်သွားတာပေါ့နော်အခုကျွန်တော်တို့စံစံကြီးသွားငားလာတယ်သွားငားလာပြီးတော့အခုရွှေဖုံးဝင်းဈေးကြီးရှိတယ်တောင်းပေါ့ဟုတ်တက်ကြ ကဲအခုကျွန်တော်တို့ကမှဖျားတောင်ပေါ်တက်မဲ့လမ်းပေါ်ကိုရောက်လာပြီလမ်းပေါ်ရောက်တဲ့အချိန်မှာဒီမှာဆန်ဆယ်အိတ်ကိုတေးကြောင်လို့ပြန်ပြတာမှာ3838 38နဲ့ဒီနောက်လားလေးမှာတိတ်တိုတယ်ဆန်ဆယ်အိတ်ဆိုတော့ KG နဲ့ပြောမယ်ဆိုလို့ရှိရင် KG 900လောက်ရှိတယ်။တဲကို KG 90လို့တွက်မယ်ဆိုရင် KG 900လောက်တင်ထားတယ်။ဒီကားရဲ့ပေးလုပ်က840 KG လို့ဆိုတာဖြစ်တယ်တော့ KG က240လောက်တော့လိုနေသေးတယ်။အားကြောင့်လို့ဟိုမှာလူနမူနာလေးတယောက်တက်ထည့်လိုက်ငါညီလေးတက်တက်ပါညီလေးအဲအဲ့လိုเนาะနောက်ထပ်လူတယောက်တက်ထည့်လိုက်နော်တက်ထည့်လိုက်ပြီးတော့ဒိုးရမယ်။အဲ့တော့ ကောင်းတာအနောက်တွေကို Osmo Pocket လေးနဲ့လीတခြားတော့ရိုက်တာနော်โอเคအခု Battery SOC ကအခုကားပေါ်ပြန်တက်လာတဲ့အချိန်မှာ60နှစ်ရာခိုင်နှုန်းကျန်သေးတာကိုတွေ့ရတယ်အဲ့တော့အခုတောင်းပေါ်ကိုစတက်ပါပြီအစပိုင်းကတော့ AACC ပဲရှိပါပဲဘာလို့ဂုံးတက်ကအလောက်ကြီးမများသေးဘူးပေါ့နော်မများသေးဘူးဆိုတော့ AACC ပဲရှင်နာလေးဆိုလို့ရှိရင်နည်းနည်းလေးပို့ပြီးတော့အတက်ပို့ပြီးမှတ်လိမ့်မယ်အခုတည်းကတော့ AC ပဲ38လူ3ယောက်ဟာဝိုင်းတယ်ကွာတက်ပြီ တော့ဒီတစ်ခါတိုက်ဆိုင်သွားတာမဟုတ်လို့ရှိရင်ကျွန်တော်အဲ့ဆန်ဆန်အိတ်ကိစ္စကျွန်တော် try ကျင်တယ်တော်တော်လေးကြာပြီဆန်ဆဲရောက်တင်ပြီးတော့မြူထဲမှာရှောက်သွားမယ်ဟောမှန်လေးပိတ်လိုက်အောင်ပါအဲ air con နဲ့တတ်တာနော်နော်မှန်ပိတ်ပြီးတော့ဒီမှာနော်အာမြူထဲမှာလည်းဆန်ဆဲအိတ်လောက်တင်ပြီးတော့ရှောက်သွားကျင်တာပေါ့နော်သွားကျင်ခဲ့တာကျွန်တော်သွားမယ်လှုပ်လိုက်ရင်မိုးကရွာလိုက်ရင်အဲကားကမအားလိုက်ကျွန်တော်ကမအားလိုက်နဲ့မဆန်းပြစ်တာပေါ့နော်အခုတစ်ခါတော့ဒီမှာဆန်းရလဲ၁၀အိတ်လူကလည်း၃ယောက်အေးအေးဆေးဆေးပဲ အခုတောင်းမှာထက်တက်နော်ကဲရှေ့မှာလမ်းလေးနည်းနည်းလေးပြင်းနေရလေးရှိတယ်ညခင်နေသီးတဲ့ဖြည်းဖြည်းမောင်းမှာဟုတ်ကဲ့အေးအေးစစ်စစ်တက်သွားတောင်းပါနီယိုမောရဲ့ logo ကလေသူကကျွဲကောင်း logo လေပေါ့နော်ကျွဲကောင်း logo နဲ့ဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်တရုတ်နိုင်ငံကိုသွားတော့ကသွားပြီးလေ့လာတော့သူတို့ကပြောပြတာသူတို့ရဲ့ brand logo ကဘာလို့အဲ့ကျွဲကောင်းပုံစံကိုပေးထားရတာလဲဆိုတော့ကျွဲလို့နွားလို့ရုံးနိုင်ငယ်ဆိုတော့ feeling မျိုးကိုပေးထားဖြစ်တဲ့အတွက်ကျွဲကောင်းပုံစံလေးသူကလုပ်ထားတာ logo ကနော်အခုဒါဆိုအတက်ကြီးတော့နဲတော့အတက်ကြီးမဟုတ်ဘူးတာတာလေးနင်းပြီးတက်သွားဘာမှဖိနင်းစရာလည်းမလိုဘာမှမလိုဟောနောက်ပြီးဒီကားမှာက drive ရယ် sport ရယ်ဆိုပြီး DAS ရယ်ဆိုနှစ်ခုပါတယ်ကျွန်တော်အခုဒါ D နဲ့ပဲတက်နေတယ်နော် S မဟုတ်ဘူးပုံမှန်လေးပဲတက်သွားတာအေးအေးစိစိပဲ ဘာမှယုံမားတန်စီရဖြစ်เสียမလို့ပါဘူးကြာเนาะကျွန်တော်ကတက်စရိုက်ဝေးတွေပါရလုတ်ပေးထားပြီးသားအဲ့ဝေးဆိုလေဟိုတယ်ကြီးကိုပတ်ပြီးတော့နောက်ကနေဂုံးကြီးကိုပြန်တက်ရတာအဲ့လမ်းကိုသူကအားမရအောင်ဒီတောင်ပေါ်ကိုတက်နိုင်မှသူကကားလို့ထင်တာအာမိုက်တယ်အဲ့မနေ့ကကိုကြီးဆိုတော့ပြောရတာမိုက်တယ်အဲ့အောင်နဲ့ဒီတောင်ပေါ်တက်လို့ရတယ်ဆိုမှပတ်စံချိန်ပါတယ်မဟုတ်ရင်မဝယ်ဘူးတဲ့အာရတယ်လို့အကိုတို့တက်ကြည့်လို့ဒါပေမဲ့ကျွန်တော်ကဒီနေ့ပို့ပြီးတော့ advance ဖြစ်သွားအောင်လို့ကျွန်တော်ဆန်ဆယ်အေးရဲ့လူ၃ယောက်ရဲ့တက်တာဟာမိုက်တယ်အဲ့ကြောင့်မလို့ကျွန်တော်ဒီဗီဒီယိုမှာ record ကိုကျွန်တော်မဖြုတ်ဘူး နော်ရှေ့မှာလည်းရိုက်ထားတယ်နောက်မှာလည်းရိုက်ထားတယ်ကျွန်တော်တော်ကြာကျွန်တော်တို့တက်မှာလမ်းတော့မှာဆိုင်းနေပါကြီးချပြီးတော့ဒီတောင်ပေါ်တက်သွားတယ်လို့ကျွန်တော်ထင်ပါသလိုတမင်ကိုနောက်ကောရှေ့ရောကင်မရာရော့ကော့ကိုလည်းမဖြုတ်ဘူးတောက်လျှောက်တမင်ရိုက်တာအဲ့ပုံစံမှာရှိတယ်နော်အခုဒီမှာတက်တာလမ်းတော့လောက်တော့ရောက်နေပြီရှင်သာလေးမှာနည်းနည်းလေးမှတ်သေးတယ်ထပ်တက်ကြည့်အောင်ပေါ်လာတာတာလေးပဲဗျအဲ့လောက်ကြီးထူးရှားပြီးတော့အင်းနဲ့အတိုက်ကြီးဖိပြီးတော့နင်းရတယ်ဆိုတော့ feeling မျိုးလုံးဝမရအောင်အဲ့တခုလေးတော်တော်လေးအားသာနောက်တစ်ချက်ကဒီကားကဘာနောက်ထပ်အားသာတာရှိသေးလဲဆိုတော့ battery အားသွင်းရင် level 2 charger နဲ့သာအားသွင်းမယ်ဆိုရင်30ရာနေပဲ80ရာခိုင်နှုန်းကိုအားသွင်းမယ်ဆိုတော့2နာရီပဲကြာ0 to 100ကိုအားသွင်းမယ်ဆိုလို့ရှိရင်4နာရီပဲကြာ7 kW charger နဲ့အားသွင်းမယ်ဆိုလို့ရှိရင်အဲ့ဒါလည်းအားသာချက်ရှိတယ်ဘာလို့လဲဆိုတော့တချို့ကြတော့လည်းပြောတယ်အာမင်းကတစ်ချိန်လုံးအားသွင်းနေရလို့ရှိရင်ငါတို့အလုပ်ပဲချိန်လုံးရမလဲပေါ့နော်မဟုတ်ဘူး ဒီကားက30 kW ခြာရာနဲ့သာသွင်းမယ်ဆိုရင်၄နိုင်သွင်းအားဖြင့်အဲညကျရင်သွင်းလာလိုက်တော့မဟုတ်တစ်ခါဝန်ထမ်းတွေပါဒီအပြင်သွားတမနယ်လုံးသွားသွားပြီးတော့ထမင်းပြန်လာစားတဲ့အချိန်မှာခဏသွင်းလာလိုက်အဲဒါဆိုရင်ကိစ္စပြီးသွားပြီအဲ့အခြေအနေမှာရှိတယ်အဲ့ဂုံလေးပေါ်မှာတစ်ခါတည်းတက်ကြည့်လိုက်ရမှာမထူးတော့နော်မအရင်တော့ဒီမှာရင်မဝင်ရရပါလေလောက်တာအခုတော့မရှိဘူးဆိုတော့ဒီဂုံလေးပေါ်ဒီလိုလေးတစ်ခါတည်းတက်ကြည့်လိုက်ရဟောတာတာလေးပါပဲအပေါ်ရောက်လာနော် အဲ့ဒီအခြေအနေမှာရှိပါတယ်အဲ့တော့ဒီဖျားရင်မြင်တော်ပေါ်တက်ခံဒီအခြေအနေမှာ battery SOC ကဘယ်လောက်ကျန်သွား58ရာခိုင်နှုန်းကျန်ပါတယ်ဆိုလိုချင်တာကကျွန်တော်တို့တက်လာတော့62ရာခိုင်နှုန်းနဲ့တက်လာတာအခု58ရာခိုင်နှုန်းကျန်ပါအောက်ပြန်ဆင်းလို့ရှိရင် regenerative braking system တွေဘယ်လောက်ထိဝင်နေဆိုတာကိုစက်ကြည့်အောင် ဒီတောင်ပေါ်ကိုတက်တယ်ကလည်းအတက်တောက်ရှောင်းဖို့လို့အစင်းဆိုရလဲအစင်းတောက်ရှောင်းဖို့လို့မောင်းလာတဲ့အချိန်မှာအစင်းတောက်ရှောင်းမှာလဲကျွန်တော်တို့က brake ကိုအရင်ကြီးပုံးစရာမလိုဘူးသူရဲ့ regenerated braking system ကဘလောက်ပြန်ပြီးတော့ဝင်လဲဆိုတော့ minus ပေါ့နော်ဒီမှာ power ဆိုတဲ့နေရာမှာ percentage လေးသူကပြတယ် ဒီမှာနေရင်အဲမှာ20 40 60 80 100အစသဖြင့်ဒီလိုမျိုးပြရတဲ့အပြင်သူက recharge ပြန်လုပ်တဲ့အချိန်မှာဆိုလည်း minus နဲ့ percentage ပြန်ပြရတယ်ခုနကဆိုလို့ရှိရင်အစင်းတောက်လျှောက်ကိုကျွန်တော် break မနေမဲ့တိုင်းလွတ်ပြီးဆင်းလာတာ minus 44%တို့46%တို့အဲ့လောက်ထိကိုသူက regenerative braking system နဲ့အပြန်ဝင်နေဆိုတော့သိတာကျွန်တော်အခုတောင်ချေပြန်ရောက်လို့ရှိရင် battery SOC ဘယ်လောက်ကျန်မလဲဆိုတော့ချက်ကြည့်ပါဦး အခုကျွန်တော်တို့တောင်ကျေကိုပြန်ရောက်လာပြီတောင်ကျေကိုပြန်ရောက်လာတဲ့အချိန်မှာ Berry SOC က58ရာခိုင်နှုန်းကျန်သေးတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဆိုလိုချင်တာကတောင်ပေါ်ကနေပြီး58ရာခိုင်နှုန်းနဲ့ကျွန်တော်ပြန်ဆင်းလာတာအခုတောင်ကျေကိုရောက်တဲ့အချိန်မှာ1%ပြတ်တက်သွားတာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဖွဲတဲ့ကိုပြန်သွားအောင်ဒီဗီဒီယိုလေးရဲ့အနည်းချက်ကိုပြောရမယ်ဆိုလို့ရှိရင်เนาะ motor capacity 30 kW ပဲရှိတဲ့ Neomo D05 ကိုကျွန်တော်အမှန်တိုင်းပြောရင်ဒီတောင်ပေါ်ကိုဒီ San 8နဲ့တက်နိုင်ပါမလားလို့နည်းနည်းလေးတော့တန်သေးရဖြစ်မိတယ် motor capacity 30 kW ဆိုပေမဲ့လည်းခုနရွှေဘုံဝင်စီတီရှိတဲ့တောင်ပေါ်အေးစစ်စစ်လွတ်လွတ်ကူကူလေးနဲ့တက်သွားတာလေးကိုတော်တော်လေးကိုအားရခဲ့တဲ့ကားတစ်စီးလို့ပဲကျွန်တော်အနေနဲ့ပြောပြရစေအကယ်၍ Neomod D05 ကို test ride တွေပါလေလုံးချိန်ပါတယ်ဆိုလို့ရှိရင်22 23 24 March 2025တောင်ကြီးဟိုတယ်မှာကျင်းပနေတဲ့ EVN Solar Development Expo မှာ live test ride တွေလုပ်လို့ရတယ်အထူး promotion တွေနဲ့ဝယ်ယူလို့ရကြအောင်သတင်းကောင်းပါလိုက်ပါတယ်သိပြောပါမှာတိဒါတော့ဘော ni le lo